နှိမ့်ချထားတာတော့အမျိုးသမီးတွေကိုနှိမ့်ချတယ်အဲ့ထဲမှာမှအမျိုးသမီးတွေအမျိုးသမီးတွေဟာလေနှိမ့်နေကြမလို့အိမ်တွင်းမှာပဲအလုံးလုံးနေရတဲ့အမျိုးသမီးတွေပေါ့အမျိုးသမီးတွေကတန်းတူခွင့်ရရတဲ့အလုံးလုံးခွင့်ရှိရပေါ့နော်အခုဆိုရင်ပို့ပြီးတော့ဟိုဟာဖြစ်တာတော့ concert တင်ကျွန်တော်တို့ fashion gala တွေမှာဆိုရင်အမျိုးသမီးတန်းတူညီနောက်ဆိုတဲ့ဟာကိုပေါ့နော်ပို့ပြီးတော့တော့မှကျွန်တော်တို့ဆုံးရှုံးတယ်ပေါ့နော်အရင်ကတည်းကတန်းတူညီမျှမရှိတဲ့ပုံမှာအခုကာလဆိုမျိုးသမီးတွေပဲပို့ပြီးတော့ target ထားတယ်မျိုးသမီးတွေကပို့ပြီးတော့ ဟို vulnerable ဖြစ်တယ်ကွာเนาะပြီးကျွန်မတို့အနေနဲ့တောက်လျှောက်ကကြတော့မြို့သမီးတန်းလူညီညွတ်ရေး gender တန်းလူညီညွတ်ရေးနဲ့ပတ်သက်ပြီးတော့အများအားကတော့ဟိုလှုပ်ဆောင်နေတယ်ကွာเนาะကျွန်မတို့ဟိုရေးစီပန်းတိုင်ကျွန်မတို့ရဲ့ပန်းတိုင်လည်းဖြစ်တယ်ကွာเนาะကျွန်မတို့ gender equality ဆိုတဲ့ဟာမျိုးကကြတော့ဒါဆိုတော့ကျွန်မတို့အခုချိန်ဒီမှာကျွန်မတို့ဘာလုပ်ရလဲဆိုတော့ဒီခက်ခဲတွေစိန်ခေါ်မှုတွေဥမာတော်လှန်ရေးကအပေါ်ကြီးတော့ဦးစားပေးမြို့သမီးတွေကနောက်တိတ်နောက်မှမြို့သမီးကိစ္စကဆိုတဲ့ဟာလိုမျိုးနေရာမှာကျွန်မတို့ကလှုပ်လှုပ်နေရတယ်ပေါ့เนาะအဲ့ဒီဟာနဲ့ ဒီဟိုစိန်ခေါ်မှုတွေ risk တွေပေါ့เนาะကျမတို့မှာဟိုအနေအများကြီးကြားထဲကနေပြီးတော့မှဒီ ကျွန်မတို့ရဲ့မြို့သမီးတွေအတန်လေးမြင့်တက်လာဖို့လူတို့ကြားနဲ့ကျွန်မတို့ရဲ့ကြားမှာပေါ့နော်ဒီစိမ့်သွားတဲ့ပုံစံမျိုးမရှိဖို့ပေါ့နော်ဒီဟာတွေလည်းဆက်တိုက်လုပ်နေတယ်အေဂျင်တာနဲ့ပတ်သက်မှာကျွန်မတို့ဒီဖွင့်တင်တာလုပ်ပြီးတော့အေဂျင်တာဆိုတာမြို့သမီးနဲ့ပဲဆိုင်တယ်ဆိုတော့ဒီမှာပေါ့မြို့သမီးတွေလည်းတက်ခိုင်းတာပေါ့နော်ဒါနဲ့ကျွန်တော်တို့ကလည်းအဲ့ဒီဟာတော့မဖြစ်မနေအမျိုးသားတွေကိုကောက်ဆောင်မျိုးဆဲပေါ်ရပေါ့နော်ဒီလိုနောက်ပိုင်းအစပိုင်းမှာလည်းကျွန်တော်တို့ရက်ချက် ဒီကျန်တာနဲ့ပတ်သက်ပြီးမှဒီကျန်တဲ့ပတ်တည်လာရတော့ဒီမျိုးအမျိုးသားတယောက်မှမလောက်ပေါ့ဒါပေမဲ့နောက်ပိုင်းနောက်ပိုင်းလူမှဆိုတော့အမျိုးသားတွေစပြီးမှပါဝင်လာတဲ့ဟာတွေကျွန်တော်တို့သိနေရပါတယ်လို့ကျွန်တော်တို့လူမျိုးနိုင်ငံရေးခင်းကျင်းမှာဖြစ်တဲ့အခါကျတော့လေ gender equality ဒီအရေးမကြီးဘူးအာကျွန်တော်တို့တခြားဒီအခင်းကျင်းဒီပို့ပြီးတော့မှအရေးကြီးရယ်ဆိုတဲ့ဟာမျိုးနဲ့တွားနေတဲ့ဟာတွေလည်းရှိတယ်ပေါ့ဆိုတော့ gender equality ကကျတော့မဟုတ်ဘူးကျွန်တော်တို့အဲ movement မှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဟိုနိုင်ငံတကာနိုင်ငံ conflict ဒီ make ဒီအရေးမြင်တာကိုဖြစ်လိုက်တဲ့ဆိုလို့ရှိရင်လေကျွန်တော်တို့ gender equality မညီမျှခြင်းရဲ့ ့အာအကြောင်းရင်းတစ်ခုဖြစ်တယ်ပေါ့နော်ဒီလိုမျိုး channel quality မရှိဘူးဆိုလို့ရှိရင် conflict break up ပို့ပြီးတော့မြင့်တယ်ပေါ့နော်ကျမတို့ဒီအာနိုင်ငံ issues အရာပေါ့ culture အရာပေါ့ patriarchy အာအရင်ဆိုမှုတဲ့အာနိုင်ငံလည်းဖြစ်တယ်ပေါ့နော်ဆိုတော့အခါကျတော့အာ channel equality မှာ main female အာတိုင်းပြည်ကြီးများကိုရောက်လာမှာအရင်ခက်ခဲနေတဲ့အချိန်မှာကျမတို့တက်ချန်တာတွေဒီအများအပြားမလာနိုင်ဘူးပေါ့နော်အာပါတော့ပါလာတဲ့ဒါမဲ့အရင်အလန့်ဝင်းနေနေတယ်ပေါ့ခြား community တွေပေါ့နော်မနာမလည်နေတဲ့ awareness အများကြီးရှိနေတဲ့အတွက်အရင် advocate ပါတော့ကျမတို့ ိုယ်တိုင်လည်းသွားတယ်ပေါ့နော်ဆိုတော့အများကြီးလက်ဆန်းမီကိုတိုနီဒေးတာကိုတွေ့ရတယ်ဆိုတော့အာအမျိုးသမီးတယောက်အနေနဲ့လည်းအာ PR woman တယောက်အနေနဲ့လည်းအာအဲ့အမျိုးတွေမှာအခက်ခဲကြုံတာတွေအများကြီးရှိတယ်ပေါ့နော်အဓိကအမျိုးသမီးဆိုတာကျွန်တော်မြင်လိုက်တာ ਨੇ အမျိုးသမီးဆိုတဲ့ဟာဒီမျိုးသမီးလူကိုစားစီရင်မှုအနောက်မှာအများကြီးကိုယ့်ကိုယ် identify လုပ်ထားတဲ့ဟာတွေအများကြီးရှိရပါတော့။အဲ့ဒီဟာတွေကိုမြစ်တက်ဖို့အာပြည်သူလူထုတွေနောက်လည်းရှိရင်ကို community ဒီမှာဒါတွေ awareness လုပ်ဖို့အတွက်အဲ့ဒါမျိုးဒီမျိုးတိတိလေး basic ကအစားပေါ့နော်ကျွန်တော်တို့မှအများကြီးအဟုတ်ကိလို့ပို့တာအရင်ခက်ခဲနေပါသေးတယ်ဟုတ်ပါနိုင်ငံမှာဆိုရင်အမျိုးသမီးခွင့်ရေးသားဆိုပြီးလှူရှားနေတာတော်တော်ကြာပြီပေါ့နော်ဒါပေမဲ့လည်းဒီထက်ပိုပြီးအချိန်မြင့်လှူဆောင်လို့လို့တွေ့ရပါကြောင့်လည်းဆိုတော့အမျိုးသမီးခွင့်ရေးလို့ပြောပြီးဆိုလို့ရှိရင်ဒီအမျိုးသမီးတွေကဆိုရယ် category အောက်ထဲမှာပေါ့နော်ဒီ NGO အမျိုးသမီးတွေပါဝင်လို့လို့သေးတယ်တချို့တွေကကြာတော့အမျိုးသမီးခွင့်ရေးတက်လှူရှားတယ်ဒါပေမဲ့လည်းအဲဒီ lesbian woman တွေ queer woman တွေဒါမှမဟုတ်လို့ရှိရင် transgender woman တွေအမျိုးသမီးဖြစ်တဲ့တိမတ်ပြုပြီးတော့မှဒီလှူရှားမှုတွေမှာပါဝင်ဖို့ပေါ့နော်အဲ့ဒီလိုမျိုးတိမတ်ပြုဖို့နည်းနည်းလိုနေသေးတယ်ဆိုတော့အဲ့ဒီဟာကိုလည်းကျွန်တော်တို့ထက်သွေးစင်စားဖို့အရေးကြီးတယ်လို့ပြောချင်တယ် ါတော့เนาะအမျိုးသမီးခွင့်ရလှူရှားနေတဲ့သူတွေကိုယ်တိုင်ကတည်းကအမခေါ်ဝါပြည့်လို့မဲ့ဆိုမိမရှာတွေပေါ့เนาะ LGBT တဲကမှ transhuman တွေကိုအမျိုးသမီးဖြစ်သင်းမှမပြုတ်ပေးတာသူတို့ရဲ့ခွင့်ရတွေကိုအမျိုးသမီးခွင့်ရထဲမှာထည့်ပြီးတော့မလုပ်ပေးတာပေါ့เนาะအဲ့လိုမျိုးတွေအများကြီးကြုံတွေ့ရတယ်ဒီကျန်းဖိမှုရှိတဲ့ပြည်တင်းကပရိမှုတွေသူတို့လာတိုက်လို့ရှိရင်ကိုရီးယားဥပဒေနဲ့ကြာတော့သိပြရဆိုမရင်နေရဆိုတော့ကိုနိကိုဟာနဲ့ဘယ်လိုဖြစ်ရှင်းရမလဲကိုမနိုင်လို့ရှိရဒီလိုအမှုဆဲသိရင်ဘလို့ပွဲစည်းကိုပြောပြီးတော့ဆက်သွဲရမလဲအဲ့လိုလမ်းညွှန်မှုတွေနဲ့လုံဆောင်တာရှိတဲ့ အစားပေးမှုတွေ short term ကိုအမျိုးသမီးတွေကိုကျွန်တော်တို့အတီးပြညာပေးတဲ့လုံဆောင်နေတာဖြစ်ပါတယ်။သမီးတွေလုံးဝဘာမှမတီးပဲနဲ့ဒီလိုမျိုးသိတိုင်းခံနေရတဲ့ဟာကိုအခုလိုမျိုးလမ်းညွှန်ပြီးတော့ကိုယ်ကလုံဆောင်ပေးနေတဲ့ဟာကိုအရင်လည်းကွာသားတဲ့ကိုယ်လည်းပုံယူတဲ့ခြေလေးကျင်တတ်တယ်။လုံးတဲ့အဆက်ကအမျိုးသမီးလေးတွေကိုယ်တိုင်ကကိုယ့်ကိုယ်ကိုယုံကြည်မှုတော့ရှိနေရမှာဖြစ်လား။ လုပ်ချင်တဲ့အရာကိုသူတို့လုပ်နိုင်တယ်ဆိုတော့ယုံကြည်မှုအဓိကရှိရမယ်။နောက်ပြီးတော့လို့ရှိရင်သူတို့အမျိုးသမီးလေးတွေပေါ့နော်ဒီလိုမျိုးသင်ချဆက်ဆံနေရတဲ့နေရာမှာမတိရရှိလို့ရှိရင်ကိုယ်နီးစရာတွေမှာမေးလို့ရတယ်အဖွဲ့အစည်းတွေရှိရသူတို့ main ကလေးတွေ main ကလေးတွေကအာဘယ်လိုပြောမလဲသူတို့သူတို့ပေါ့နော်သူတို့ကိုသူတို့အလိုမတူဘဲနဲ့နော်အာအလိုမတူအလိုမတူဘဲနဲ့ဟာပတ်ကြောင်းလို့ရှိရအဲ့လိုမျိုးကြရင်ဝင်ရှိလာတာလို့ရှိ လာလို့ရှိရင်သူ့မှာစဉ်းစားဆုံးဖြတ်ရခက်တာရှိတယ်။ဒါပေမဲ့သူတို့လိုချင်တဲ့အရာသူတို့သိစားစဉ်းစားပြီးတော့ဆုံးဖြတ်ပါ။လီးစက်ရအဖွဲ့အစည်းတွေကိုလည်းအာသူတို့ပေါ့ဘယ်လိုပြောမလဲ။လီးစက်ရအဖွဲ့အစည်းတွေမှာလည်းသူတို့လေ့လာပါနော်။ မတိရရှိဘလို့အဖွဲ့အစည်းကကူညီနိုင်လဲဆိုပြီးတော့လေးလာပါဒီအမျိုးသမီးလှုပ်ရှားမှုတွေတဲ့အင်းကမဘာစဉ်းစားမိလဲဆိုဒီအမျိုးသမီးလေးတွေအကြမ်းဖက်ခံနေရတာတွေလွန်မြောက်ဖို့မတရားမှုစွာဘာတွေလဲအိမ်ထွင်းကြမ်းဖက်မှုစွာဘာတွေလဲဆိုတာအမသိတယ်မတိသေးရဲ့အမျိုးသမီးတွေအများကြီးရှိရဲ့ဒီထိုင်းနိုင်ငံမှာမဟုတ်ဘူးမြန်မာပြည်မှာဆိုလည်းအများကြီးရှိရဲ့အဲ့အမျိုးသမီးလေးတွေတိအောင် online ဆိုရင်အော်ဒီ အာ social media ဆိုလို့ရှိရင်အားလုံးကတွေ့မြင်နိုင်တယ်ပေါ့နော်အမအဲ့လို page ကြီးလောက်ကိုအမစိတ်ကြီးထားတယ်ဖြစ်အောင်လည်းလုပ်မယ်ကျွန်တော်တို့အချိန်ညှိဖို့ဆိုအားကြတော့ကျွန်တော်တို့အခုဖြစ်နေတဲ့ဒီ conflict တွေပေါ့နော်ဒီ crisis တွေကိုအရင်ဆုံးရပ်တောက်ဖို့ရယ်ပြီးတော့မြို့သမီးတွေ target ထားတဲ့ဟာတွေပေါ့နော်အလုံးစုံချုပ်ငြိဖို့ပေါ့နော်အဲ့ဒီဟာလုပ်တယ်ကိုကိုနိုင်ကစွန့်ဖြစ်ပြီးတော့ကိုယ့်ရဲ့ခံယူချက်ကိုပေါ့နော်ကိုယ့်ကိုခိုင်မာတဲ့ခံယူချက်နဲ့ကျွန်တော်တို့မြို့သမီး အမျိုးသမီးရဲ့အရေးပေါ်ပေါ့လောက်ဆောင်မယ်ဆိုတဲ့ဟာမျိုးကိုကျွန်မတို့ကဟိုဟို commitment ရှိရှိထားရမယ်ပြီးတော့ဒါကျွန်မတို့ရဲ့တောင်းဆိုဖြစ်တယ်အဓိကအရေးကြီးဆုံးကတော့ကျွန်တော်ယုံကြည်တာကသွေးစည်းညီညွတ်မှုဖြစ်တယ်အမျိုးသမီးအစုအဖွဲ့တွေချင်းချင်းကြားထဲမှာသွေးစည်းညီညွတ်မှုပြနိုင်တဲ့ဟာကကျွန်တော်တော်လိုင်းရဲ့အတွက်ကရေရှည်တည်တိုင်းနဲ့ငင်းချိုင်းတိဆောင်ရေးအတွက်လည်းအခြေခံအခြားဆုံးလုပ်ရလို့မြင်ပါတယ်အဲ့တော့သွေးစည်းညီညွတ်မှုကိုပို့ပြီးအချိန်မြင့်နဲ့ဆောင်ရွက်မယ်လို့ဆန္ဒထားပါတယ်

ပြီးတော့အမသားတွေကလည်းသူသမီးတွေကိုနေရဒီ welcome ဦးဆောင်မဲ့နေရမှာနေရများများရရှိဖို့အတွက် all of you who လိုအပ်ပါတယ်လောလောဆယ်ဒီနိုင်ငံရေးအခြေအနေရောပေါ့နော်ခက်ခဲနေရတော့အများကြီးရှိတယ်အဲဒါပေမဲ့ဒီမြန်မာနိုင်ငံထဲမှာအများကြီးလုပ်လို့မရအောင်ဆိုတော့ကျွန်တော်တို့ဒီတခြားပေါ့နော် international အတိုင်းအဝိုင်းကိုကျွန်တော်တို့ဘယ်လိုမျိုးသွားမလဲပေါ့နော်ဖြစ်နေတဲ့အခြေအနေမြေပြင်အခြေအနေတို့ဘယ်လိုမျိုးတည်အောင်ပြောမလဲဆိုတာကအခုလက်ရှိအခြေအနေမှာအရေးကြီးဆုံးလို့ထင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ political အရွေးနယ်ပေါ့နော်ဒီနိုင်ငံရေးအရွေးနယ်အတူတူဒီအခွင့်အရေးတွေရော social 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 မှာ justice ပြောင်းဆိုပြီးတော့အားလုံးလုပ်နေတာဖြစ်ကြတယ်ပေါ့နော်အဲ့ဒီဟာကတော့ပို့ပြီးတော့မှတောင်းအားလုံးဆောင်နေခြင်းတော့ဘာကိုစူးစမ်းပြီးလုပ်နေရလဲဆိုတော့မူတည်ရယ်ပေါ့နော်ဥမာအဖွဲ့အစည်းကြီးမှာဒီအမျိုးသမီးတွေပေါ့အကြမ်းဖက်ပြီးကြောကြိုက်ဆောင်ရမယ်လို့စဉ်းစားတာရှိတယ်အဲ့မှာဆိုရင်လည်းအားနည်းချက်တွေပြောပြရမှာလဲဆိုတော့အမျိုးသမီးတွေကအမျိုးသမီး အတူရက်တီဖို့အချိန်အကြသုံးလောက်ရဖြစ်နေအဲ့ဒါပြီးတော့မှအမျိုးသားတွေကအမျိုးသမီးနဲ့ရက်တီထားအောင်ကျွန်တော်တို့တွားရမှာဖြစ်တယ်အခုတော့လေကျွန်တော်တို့မြန်အဲ့ဒါကွာခါချက်ဖြစ်နေတယ်အဲ့ဒါလစ်ဟာမှုရှိနေတယ်အဲ့တော့အမျိုးသမီးချင်းချင်းပိုနားလည်လာဖို့အမျိုးသမီးချင်းချင်းရက်တီပေးတတ်ဖို့ကကျွန်တော်တို့ကမတူညီတဲ့ဖြစ်တည်မှုကိုနားလည်ဖို့အဲ့ဖြစ်တည်မှုကိုနားလည်ပြီးတော့အခွင့်အမှုတွေကျွန်တော်တို့မှာရှိနေတဲ့ဖြစ်တည်မှုတွေမတူတာတွေကိုနားလည်မှသာလေဖြစ်ချင်းကြီးမှုတိစောက်နိုင်မှာဖြစ်တယ်ကျွန်တော်တို့အမျိုးသမီးတွေအများကြီးကွဲပြားဆုံနေလာတယ် background ဆုံလာကြတယ်ဟိုဆန္ဒတစ်ခုချင်းစီအလိုက် ါတို့အချင်းချင်းဖလှယ်ထားဖို့လိုတယ်ဆိုတော့အဲ့ဒါဖလှယ်မှုနဲ့ခံရလို့လုပ်မှုပေါ့နော်ဒါကိုအဓိကလိုအပ်တယ်လို့ကျွန်တော်လည်းယူဆပါတယ်ဖမင်းနစ်လို့ပြောလိုက်လို့ရှိရင်အမျိုးသမီးတွေပဲလုပ်ရမယ်လို့ပြောချင်တာမဟုတ်ဘူးအမျိုးသမီးအတွက်ပဲ gender equality လို့ပြောချင်တာမဟုတ်ဘူးကျွန်တော်တို့အားလုံးဒီဒီဟာဒီအားလုံးကပြဿနာရဲ့လအရင်းမြစ်ကဘာလို့လဲဆိုတော့လူကိုလူလို့မမြင်ကြတဲ့ဟာပေါ့နော်ဒါလို့ကျွန်တော်တို့ဒါအားလုံးကိုယောက်သားမိန်းမ ပေါ့နော်အဲဘယ်ဟာဆိုပြီးတော့ကျွန်တော်တို့ category အောက်မှာ train နေမဲ့အစားပေါ့နော် LGBT ကယောက်ျားမိမမဟုတ်တော့တခြားသောတက်ချန်တာတွေ LGBT လို့ train နေမဲ့အစားကျွန်တော်တို့ဒီလူလူလို့ပဲကျွန်တော်တို့မြင်လိုက်မယ်ဆိုရင်အနောက်က discrimination လုပ်တဲ့အရာတွေ prejudice ပေါ့နော်ဘလို့ဘုံထားမှာအဲ့လိုမျိုးတွေအကုန်လုံးကရှိလာမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်မဒီဘယ်ကိစ္စကိုပဲစဉ်းစားစဉ်းစားပြဿနာတစ်ခုခုဖြေရှင်းတော့မယ်ဆိုရင်ကျွန်မဒီဒါကသူကဟိုယောက်ျားမဟုတ်လို့သူကမိမမဟုတ်လို့သူက LGBT မဟုတ်လို့ဆိုတာနဲ့ကျွန်မဒီသူကလူတစ်ယောက်ပဲသူ့ကို 也没在流行一家家。